တရင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင် channel မှာဒီကနေ့ match လ30ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိစမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ငလင်ဘေးကြောင့်တနင်္ဂနွေလုံးပူဆွေးတော့ကရောက်နေချိန်မှာအကြံဖက်စစ်ကောင်စီကဗမော်မြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် ငလင်ဘေးကြောင့်တနိုင်ငံလုံးပူဆွေးတော့ကရောက်နေချိန်မှာအချမ်းဖတ်စစ်ကောင်စီကကချင်းပြည်နယ်ဗမော်မြို့နယ်ကိုယနေ့မတ်လ30ရက်မှာဒီကြောင်မှာဘုံကျဲတက်ခဲ့ခဲ့ကြောင်းကချင်းသတင်းအရင်းမြစ်တချို့ကပြောပါဗျ။လက်တလောတိုက်ပွဲပြင်းထန်မှုမရှိပေမဲ့အချမ်းဖတ်စစ်ကောင်စီကမတ်လ29ရက်နေ့နဲ့30ရက်တွေမှာဗမော်မြို့နယ်ကိုလေကြောင်းတက်ခဲ့ခဲ့တာလို့ကချင်းစစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါဗျ။ကချင်းစစ်ရေးနိုင်ငံရေးလှစ်လာသူဦးစော်စံကလည်းအချမ်းဖတ်စစ်ကောင်စီကဗမော်တိုက်ပွဲမှာ drone တိုက်လေရင်တို့နဲ့လေကြောင်းတိုက်ခိုက်မှုပြုတ်လုံနေစေဖြစ်တယ်လို့ပြောပါဗျ။ ဒီကနေ့12နိုင်ဝင်းကျင်မှာတော့မိတိလာဘက်ကတက်လာတဲ့စစ်ကောင်စီရဲ့ Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်သွားတာလို့သိရတယ်။မနေ့ကလည်းဒီလိုပဲနေ့စဉ်ရက်ဆက်အကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သတင်းရရှိထားပါတယ်လို့ဥဇော်ဆန်းကပြောပါတယ်။ငလင်းဘေးကြောင်တနိုင်ငံလုံးပူဆွေးတော့ကရောက်နေချိန်မှာအကြမ်းဖက်စစ်ကောင်စီကယခုလိုကချင်းပြည်နယ်ဗမော်မြို့အပါအဝင်ရှမ်းမြောက်မှာရှိတဲ့နောင်ချိုမြို့နဲ့စကိုင်းတိုင်း၆ဦးမြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ မြင်းကလေးလုတ်ခတ်နေချိန်မက်ရှလာ28ရက်နေ့ကလည်းနောင်ချိုမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ရမှာဓနုတက်မတော် DPLA မှကာကွယ်ရေးရဲဘော်9ဦးကြာဆုံးခဲ့ရပါတယ်။ NUG ဘက်ကလည်းယာယီအပြစ်ရထားဖို့ DK စေကြီးကာလမှာခုခံစစ်မအပတိုးစစ်စင်နာရီရက်တန့်ဖို့သူ့ဘက်ကရဲအကန့်တက်တွေနဲ့ထုတ်ပြန်ထားတာရှိတယ်။ဒါပေမဲ့စစ်ကောင်စီကဘဲအဖွဲ့စည်းကဘာပဲထုတ်ပြန်ထုတ်ပြန်သူ့ဘက်ကဂယုစိုက်မဲ့အနေထားမတွေ့ရပါဘူးလို့ဥစော်စန်းကပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ ငလင်ပင်းနဲ့ပတ်သက်ပြီးအရေးပေါ်ကေဇေးရေးလှုပ်ဆောင်နေဖို့အတွက်ခုခံကာကွယ်စစ်မှတပါထိုးစစ်အားလုံးကိုယနေ့မတ်လ30ရက်နေ့မှစတင်ကနှစ်ပတ်ကြာရည်နာထားမယ်လို့ကြေညာထားပါတယ်။ဒါအပြင်ပြည်တွင်းပြည်ပကုညီရေးအဖွဲ့တွေအနေနဲ့ကလင်ပေးတဲ့ပြည်သူတွေကိုအ мян ဆုံးကူညီဆောင်ရွက်နိုင်ဖို့ဖိတ်ခေါ်ထားတဲ့ကဲ့သို့အန်ယူဂျီထင်းချုံနေမြများမှာကေဆေရီကုတရီလုံငန်းများဆောင်ရွက်ဖို့ပူးပေါင်းဆောင်ရွက်မယ်လို့လည်းအသိပေးထားပါဗျ။ဒါပြင်စစ်ကောင်စီထင်းချုံရမြို့ကြီးတွေမှာလုံခြုံရေးအာမခံချက်ရှိပါက NUG နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ CDM တွင်ချင်းဝန်ထမ်းတွေနဲ့နိုင်ငံတကာကုညီကေဇေးရေးအဖွဲ့များပူးပေါင်းဆောင်ရွက်ပြီးအရေးပေါ်ကေဇေးကုသရေးလုပ်ငန်းများလှုပ်ဆောင်မယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မြင်းကလင်ကြီးလှုပ်နေတော့မိသားစုကိုစောင့်ရှောက်တဲ့ဖခင်ကိုလူမှုကွန်ရက်မှာချီကျူးနေကြောင်းတင်ဆက်ပေးပါမယ်။ဖြက်အားပြင်းငလင်ကြီးလှုပ်နေစမှာမန္တလေးမြို့မှာမိသားစုဝင်အားလုံးဘေးကင်းအောင်စောင့်ရှောက်ခဲ့တဲ့ဖခင်တဦးကိုလူမှုကွန်ရက်အုံပြုသူတွေကချီကျူးနေကြပါတယ်။မတ်လ28ရက်နေ့မော်လ72:50မှာငလင်ကြီးလှုပ်တဲ့အခါမှာ အဲ့ဒီအမျိုးသားကဝန်တန်းတချို့နဲ့အလုတ်လုပ်နေရင်ငလင်လောက်တာတိရပြီးအိမ်ရှိကိုထွက်ပြေးပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲမိသားစုအိမ်ထဲမှာကြံနေတာကြောင့်အမျိုးသားကဇနီးဖြစ်သူတာသမီးတွေကိုတယောက်ပြီးတယောက်အိမ်ပြင်ခေါ်ထုတ်ပါတယ်။အိမ်ထဲမှာလူမကြံမှသူကနောက်ဆုံးကထွက်လာတာဖြစ်ပါတယ်။ငလင်လောက်နေတဲ့ဇနီးဖြစ်သူကအိမ်ထဲပြေးဝင်ဖို့လောက်တာကိုဇနီးကိုပွေ့ချီအပြင်ထွက်ခိုင်းပြီးအိမ်တောင်ဦးစီးတယောက်ထဲကအိမ်ရှိလူကုန်ကိုအခောက်ခောက်ခါခါခေါ်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကိုအိမ်မှာတပ်ထားတဲ့ CCTV တွေကအမိအယမှတ်တမ်းတင်နေတာမို့ အိမ်တော်ဦးစီးနဲ့မိသားစုဝင်အားလုံးကိုဗီဒီယိုမှတ်တမ်းကြည့်သူတွေကချီးကျူးနေကြပါတယ်မိသားစုအားလုံးအန္တရာယ်ကင်းကြပါတယ်ငလင်ပဲလို့ပြင်းလဲဆိုတာတွေ့ကြုံရသမျှတင်ပြလိုက်ပါပြီဆိုပြီးရုပ်တံမှတ်တမ်းတွေကိုညှဝေထားတာပါဖခင်တယောက်ရဲ့လုံခြုံမှုလို့ပြည်သူတယောက်ကချီးကျူးထားပါတယ်တခြား Facebook အသုံးပြုသူတယောက်ကလည်းမိသားစုအတွက်အားကိုးရတဲ့ယောက်ျားကောင်ရထားတာ CCTV ကြည့်လာနေတဲ့တိတာတယ်လို့ရေးသားထားပါတယ်မိခင်မြတ်တာရောဖခင်မြတ်တာရောတွေ့လိုက်ရတယ်ရက်စပက်ပါညီမလေးတို့လို့ဆိုပြီး Facebook အသုံးပြုသူတူကရေးသားထားပါတယ် ယောက်ျားကောင်ဖခင်ကောင်ကိုပိုင်ဆိုင်ထားရတဲ့မိသားစုလေးတမီးလေးတွေကလည်းညံရှိလိုက်တာလို့ပြည်သူတို့ကအမှတ်ချက်ပြုပါတယ်။ Facebook အသုံးပြုသူတို့ကလည်းအိန်အောင်ဦးစီးမြတ်တာမြင်လိုက်ရတယ်။မိသားစုအတွက်ခင်မုန်းကောင်ဖခင်ကောင်လေးစားပါတယ်လို့ချီးကျူးထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မင်းအွန်လိုင်းကို Beamstack ထိပ်သီးအစည်းအဝေးပဲတက်ရောက်ခွင့်မပေးဖို့ထိုင်းအစိုးရနဲ့ Beamstack ကောင်းဆောင်တွေကိုအရက်ဖက်အဖွဲ့အစည်း319ဘွဲကအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမဲ့ Beamstack ထိပ်သီးဆွေးနွေးပွဲကိုမင်းအွန်လိုင်းကိုတက်ရောက်ခွင့်မပေးဖို့အရက်ဖတ်ပွဲစည်း319ဘက်ကမတ်လ29ရက်နေ့မှာထိုင်းအစိုးရနဲ့ Beamstack ခေါင်းဆောင်တွေကိုအိပ်ပွင့်ပေးစာပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲ့ဒီဆွေးနွေးပွဲကို April 3ရက်နေ့မှ4ရက်နေ့ထိကျင်းပရန်ပြင်ဆင်ထားပြီး Beamstack အစည်းအဝေးများနဲ့အခမ်းအနားအားလုံးမှစစ်အုပ်စုကိုယ်စားလှယ်တွေနဲ့၎င်းတို့ခန့်အပ်ထားသူအားလုံးကိုဖယ်ရှားပေးဖို့နဲ့တရားမဝင်စစ်အုပ်စုနဲ့၎င်းတို့ကျူးလွန်ထားတဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုစန့်ကျင်ရပ်တည်ပေးပါရန်လည်းတောင်းဆိုထားပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအကြံဖတ်မြန်မာစစ်တပ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်းအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများအရက်ပတ်စစ်ဘက်မခွဲခြားတော့ဘဲအစင်ကျင်မဲ့လေကြောင်းတိုက်ခိုက်မှုများအမြောက်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်မှုများလိန်ပိုင်းဆိုင်ရာနဲ့ကြားမအခြေပြုအကြံဖတ်တိုက်ခိုက်မှုများအကြီးအကျယ်ညှဉ်းပန်းနှိပ်စက်မှုများကြေးရွာပေါင်းများစွာကိုမိတိုက်ဖျက်ဆီးမှုများကိုကျူးလွန်ခဲ့ကပြည်သူပေါင်း28900ကျော်ကိုဥပဒေမဲ့ဖမ်းဆီးခဲ့ပါတယ်စစ်အုပ်စုဟာ တနစ်တက်တနစ်၎င်းတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတိုးမြင့်လှုပ်ဆောင်လာခဲ့ပြီးအရက်သားပြည်သူထိခိုက်ဒေဆုံးမှုအရေးအတွက်ကလည်းမြင့်တက်လာခဲ့ကြောင်းဒါအပြင်မြန်မာစစ်တပ်ဟာအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်ကာနိုင်ငံတွင်းရွှေ့ပြောင်းတုတ်ကတဲ့စကမ်းများစီကမ်းများစာတင်ကြောင်းများနဲ့ဘာသာရေးအဆောက်အအုံတွေပေါ်တိုက်ခိုက်ခဲ့ခြင်းပါဝင်လေကြောင်းတိုက်ခိုက်မှုပေါင်း4632ကြိမ်အထိပြုလုပ်ခဲ့ကြောင်းသိရပါတယ် အရက်သားပြည်သူများရှိရာနေရာတွေကိုတမ်းမြစ်ထားတဲ့မီးလောင်ဘုံအုံပြုတိုက်ခိုက်ခြင်းများနဲ့ပါဝင်ခဲ့ကအဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့်ပြည်သူ2603ဦးနဲ့အထက်သေဆုံးခဲ့ပြီး4184ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါရာဇဝတ်မှုများရဲ့ရလက်အနေနဲ့လူပေါင်း3သန်းကျော်ဟာယခုအခါနေရက်စွန့်ခွာထွက်ပြေးတင်းရှောင်ခဲ့ရကြောင်းအိတ်ဖွင့်ပေးစာမှာပါရှိပါတယ်နိုင်ငံခြားအစိုးရများနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အကြံဖက်စစ်ကောင်စီကိုအစိုးရတည့်ရဲ့အနေနဲ့တွေးထင်၍ထိတွေ့ဆက်ဆံပြီးဆိုပါကတူတီးမဟုတ် စစ်အုပ်စုခန့်အပ်သူတွေနဲ့၎င်းတို့ရဲ့မိဖက်တွေကိုနိုင်ငံတကာအတိုင်းအဝိုင်းနဲ့ချိတ်ဆက်လုကင်ပေးဖို့အားပေးကူညီမယ်ဆိုရင်အကြံဖက်စစ်အုပ်စုကိုအတင့်ရဲစေပြီးပြည်သူတွေပေါ်အကြံဖက်မှုများတိုးမြင့်လှုပ်ဆောင်ခြင်းမြန်မာပြည်သူများကိုယ်စားဆုံးဖြတ်ချက်များကိုတရားမဝင်ချမှတ်စေခြင်းစစ်အုပ်စုကိုနိုင်ငံရေးတရားဝင်မှုပိတ်အပ်ခြင်းနဲ့အစိုးရတရားဖြစ်ပုံဖော်ရန်၎င်းတို့ရဲ့တရားမဝင်ကြိုးပမ်းမှုများကိုပံ့ပိုးကူညီခြင်းစစ်အုပ်စုအားဆက်ဆံရေးတိစောက်မှုများဗန်ဒံငွေနဲ့ရင်းမြစ်များရရှိစေဖို့အတွက်ကူညီပံ့ပိုးခြင်းနဲ့ မြန်မာပြည်သူများပေါ်စစ်အုပ်စုရဲ့အကြမ်းဖက်စစ်ဆင်ရေးမှာပံ့ပိုးကူညီခြင်းတို့ဖြစ်ပေါ်စေမည်ဖြစ်ကြောင်းအိပ်ပွင့်ပေးစာမှာဖော်ပြထားပါတယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ကွန်ရက်တွေမှာတဆင့်မြန်မာစစ်အုပ်စုနဲ့တခြားသူများအကြဖြစ်လာနိုင်ပွဲတပ်တမန်ဆက်ဆံရေးနဲ့ဗန္ဒာရေးဆိုင်ရာဆက်ဆံရေးတွေကိုအားပေးကူညီခြင်းနဲ့ကြံရပါမဖြစ်စေဖို့အလွန်မင်းအရေးကြီးကြောင်းအာဆီယံနဲ့ကုလသမဂ္ဂအပါအဝင်တခြားသောအစိုးရအချင်းချင်းကြားအဖွဲ့အစည်းများဟာမြန်မာစစ်အုပ်စုကို အရေးယူဆောင်ရွက်မှုများပြုလုပ်ထားပြီးဖြစ်ကြောင်းလည်းအိပ်ဖွင့်ပေးစာမှာပါရှိပါတယ်။ထိုင်းဆိုရပါဝင် BIMSTEC အပွဲဝင်နိုင်ငံများရဲ့အစိုးရများဖြစ်တဲ့ဘင်္ဂလားဒေ့ရှ၊ဘူတန်၊အိန္ဒိယ၊နီပေါ၊သီရိလင်္ကာနိုင်ငံတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးများရဲ့တုံ့ပြန်မှုကိုမျှော်လင့်ချက်များစွာနဲ့စောင့်မျှော်နေပြီးတချိန်တည်းမှာပဲခေါင်းဆောင်များရဲ့လှုပ်ဆောင်ချက်များဟာမြန်မာပြည်သူများပေါ်ပံ့ပိုးကူညီမီလားသို့မဟုတ်တရားမဝင်အကြမ်းဖက်စစ်အုပ်စုကိုပံ့ပိုးကူညီနေသည်လားဆိုတာကိုဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံနဲ့နိုင်ငံတကာအရက်ဖက်အဖွဲ့အစည်းကိုစားပြုအဖွဲ့အစည်း 319ဘက်ကလက်မှတ်ရေးထိုးတောင်းဆိုထားသည့်အိတ်ဖွင့်ပေးစာမှာဖော်ပြထားပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့မန္တလေးငလင်ကိုကေဆယ်ရေးနဲ့တွားရောက်လှူဒါန်းမဲ့အဖွဲ့တွေကိုစစ်ကောင်စီရဲ့မယန်းကြောင်စစ်ဆေးရေးဂိတ်ကဖျက်ဆီးခွင့်မပြုဘဲလှည့်ပြန်ခန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးငလင်ကိုကေဆယ်ရေးတွားတဲ့ကုညီရေးအဖွဲ့နဲ့အလှရှင်များအဖွဲ့ကိုစစ်ကောင်စီရဲ့မယန်းကြောင်စစ်ဆေးရေးဂိတ်ကဖျက်ဆီးခွင့်မပြုဘဲလှည့်ပြန်ခန်းခဲ့ကြောင်းကေဆယ်ရေးတွားရောက်ရန်စူးစမ်းခဲ့တဲ့အဖွဲ့တချို့ထံမှသိရှိရပါတယ်။ ယမန်နေ့မတ်လ29ရက်နေ့ညနေ3နာရီဝန်းကျင်အချိန်မှာမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ဘက်မှငလင်ဘေးတင်မန္တလေးကိုကုညီကေဇေရီတောရောက်ကြမဲ့လူရှင်များကေဇေရီပရဟိတအဖွဲ့တွေကိုစစ်ကောင်စီရဲ့ကြိုက်ထုံမြို့နယ်မယန်းကြောင်ကြေးရွာအမြဲတမ်းစစ်စစ်ရေးဂိတ်ကဖျက်တမ်းခွင့်မပြုဘဲလှည့်ပြန်ခိုင်းခဲ့ကြောင်းသိရှိရပါတယ်။မွန်ကရင်ဘက်ကနေမန္တလေးငလင်ကိုအရေးပေါ်ကုညီဖို့တွားကြမဲ့ကေဇေရီအဖွဲ့တွေနဲ့အလှူတွေကိုမယန်းကြောင်စစ်စစ်ရေးဂိတ်ကပေးမဖြတ်ဘူးလုံခြုံရေးအရာပေးဖြတ်လို့မရဘူးဆိုပြီးလှည့်ပြန်ခိုင်းတယ်။ နိုင်ငံတကာကိုကူညီကြပါဆိုပြီးအကူအညီတောင်းနေတာပြည်တွင်းကကေဆေးရေးအဖွဲ့တွေကိုတော့ပိတ်ပင်မှုတွေလုပ်နေပါတယ်လို့ကရင်ပြည်နယ်မှာကေဆေးရေးအဖွဲ့တခုကဆိုပါတယ်လက်တလောစစ်ကောင်စီကရန်ကုန်မြဝတီလမ်းကြောင်းတစ်လျှောက်မှာစစ်စေးရေးဂိတ်များမှာကုန်တင်ကားများခီးတဲ့တင်ကားတွေနဲ့အင်စည်းကားတွေကိုတင်းကျပ်စွာစစ်စေးလျက်ရှိပြီးဂိတ်တိုင်းမှာအချိန်ကြာမြင့်စွာစောင့်ဆိုင်းစစ်စေးလျက်ရှိကြောင်းငွေကြီးအဆမတန်လဲတောင်းယူနေကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့နေပြည်တော်လေတက်နဲ့တရားဥလေတက်တွင်မှာ တိုက်လေရင်နဲ့စစ်လေရင်တွေကိုကိုရောင်အပြင်ကိုအစုလိုက်အပြုံလိုက်ထုတ်ထားနေပြည်တော်လေကြောင်းထိမ့်သိမ်းရေးတာဝါမျိုးစင်ပြုတ်ကျနေကြောင်းတင်ဆက်ပေးပါမယ်။ယနေ့နေပြည်တော်မှာရှိတဲ့အေလာလေတက်မှာစစ်လေရင်တွေကိုလေရင်ကိုရောင်များအတွက်မထားတော့ပဲအပြင်တို့ထုတ်ထားကြောင်းထိုင်းလေတက်ကအခုညီတော့ပို့စင်မှာလေရင်ပေါ်မှာရိုက်ကူးထားတဲ့ဓာတ်ပုံတွေကနေမြင်တွေ့ရပါတယ်။ထိုင်းတော်ဝင်လေတက်ကယနေ့နေပြည်တော်လေစိတ်ကိုအခုညီများတွားရောက်ပို့ဆောင်စင်မှာလေရင်ပေါ်မှာရိုက်ကူးထားတဲ့ဓာတ်ပုံတွေမှာလေရင်ကိုရောင်အပြင်ဘက်မှာတိုက်လေရင်နဲ့စစ်လေရင်တွေကိုထုတ်ထားတာကိုမြင်တွေ့ရခြင်းဖြစ်ပါတယ်။ ဒါအပြင်ဂျိုရုတပ်ပုံများအရနေပြည်တော်မှာရှိတဲ့လေကြောင်းထိမ့်သိမ်းရေးတာဝါတိုင်ပြိုကျနေပြီးတာဝါတိုင်ပြိုကျမှုသတင်းကိုရန်ကုန်ခေတ်သစ်သတင်းဌာနကနေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကိုကိုးကားပြီးသတင်းဥအဖြစ်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အလားတူတရားဥလေတပ်မှာစစ်လေရင်နဲ့စစ်တပ်ရဲ့ထောက်ပို့လေရင်တွေကိုဂိုဒေါင်အတွင်းမှာမထားဘဲပြင်ပကိုထုတ်ထားတာကိုဂျိုရုတပ်ပုံများမှာမြင်တွေ့ရပါတယ်။အကြံဖက်စစ်ကောင်စီကနေပြည်တော်လေစိတ်နဲ့တရားဥလေစိတ်ကိုမတ်လ28ရက်နေ့ကစပြီးရဲအကန့်အသတ်မရှိပိတ်ပင်ထားပါတယ်။ နောက်ထပ်တင်ဆက်ပေးချင်တာကတော့စိုးမိုးထိန်ချုပ်နေမြေအတွင်းမှာဒေါက်တာတီဇာဆန်းနဲ့တူ MDY PDF ပကဖပဖတွေကကုညီကေစရီဆောင်ရွက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးဒေသတော်လန်ကြီးစိုးမိုးထိန်ချုပ်နေမြေအတွင်းမှာလူမှုသပိတ်ခေါင်းဆောင်ဒေါက်တာတီဇာဆန်း MDY PDF နဲ့ပကဖပဖအဖွဲ့တွေကကုညီကေစရီလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိတယ်လို့ MDY PDF ကမတ်လ29ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။ စိုးမိုးထိန်ချုပ်နယ်မြေမှာငလင်တန်တင့်ပြည်သူတွေကိုလူတုလှုပ်ရှားမှုကောင်းဆောင်ဒေါက်တာတေဇာဆန်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့ဒေသအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဒေသအုပ်ချုပ်ရေးပအဖဒေသကာကွယ်ရေးပကဖတာဝန်ရှိသူတွေစုပေါင်းပြီးကေဇေးရေးကုညီဆောင်ရွက်ရေးလုပ်ငန်းတွေကိုရက်ရွာလူတုနဲ့အတူပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်အများပြည်သူလောက်ကိုင်းလျက်ရှိတဲ့ရွှေအင်းလောက်ွက်တချို့ငလင်တန်ကြောင့်ပြူကျခဲ့ပြီးလောက်သားတချို့ထိကြိုက်တိစုံမှုရှိခဲ့တယ်လို့ထိကြိုက်ဒဏ်ရာရသူတချို့လည်းရှိခဲ့ကြောင်း အသက်ရှင်လျက်ပိတ်မိနေသူတွေကိုလည်းကေဇယ်နိုင်ရဲ့အစွမ်းကုန်ဆက်လက်ကြိုးပမ်းနေကြောင်းနဲ့တည်ဆုံးသူတွေရဲ့ကြံရစ်သူမိသားစုဝင်တွေကိုလည်းတက်အားသက်၍ကူညီထောက်ပံ့နိုင်ရေးစီမံဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်ကောင်စီကတနိုင်ငံလုံးအင်တာနက်ပိတ်ထားချိန်မှာငလင်အကူအညီအဖြစ် Starlink ထောက်ပံ့မယ်လို့ SpaceX ကကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကတနိုင်ငံလုံးအင်တာနက်ပိတ်ထားချိန်မှာငလင်အကူအညီဖြစ် Starlink နဲ့ရိတ်ခါများထောက်ပံ့ရန်ပြင်ဆင်နေကြောင်း SpaceX က Mesla 29ရက်နေ့မှာ X Twitter လူမှုကွန်ရက်စာမျက်နှာမှာကြေညာထားပါတယ် SpaceX အဖွဲ့အနေနဲ့ဆက်သွယ်ရေးလိုအပ်ချက်များအတွက် Starlink နဲ့ရိတ်ခါများထောက်ပံ့ပေးနိုင်ရေးအတွက်ပြင်ဆင်ထားပြီး American အစိုးရရဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေတယ်လို့ကြေညာထားခြင်းလည်းဖြစ်ပါတယ် Starlink Internet ဟာ American လေကြောင်းအာကာသကုမ္ပဏီ SpaceX ကပိုင်ဆိုင်တဲ့ Jovan Internet ဝန်ဆောင်မှုဖြစ်ပြီး ၎င်းတို့ကုမ္ပဏီမှအပမြည်သည့်အဖွဲ့အစည်းကမှအင်တာနက်သုံးဆွဲမှုကိုပိတ်ပင်နိုင်စွမ်းမရှိတဲ့ဆက်သွယ်ရေးကွန်ရက်တစ်ခုလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။